ငပိတန်လေးပြဖို့ငါရဲ့ဒါစီလေးဖြစ်ပါတယ်။အင်္ဂလိပ်အတန်ထွက်တယ်မှန်ကန်ဖို့အတွက် phonetic ဆိုကျွန်တော်ငါရဲ့ဒါစီနဲ့တင်ပြမှာဖြစ်ပါတယ်။ငါရဲ့အတွင်းမှာလေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်အတန်ထွက်တယ်သဘောတရားတွေကိုနားလည်သာမှာဖြစ်တဲ့အတွက်ကြောင့်မနေ့ကတော့တင်ခဲ့တဲ့ရှေ့က day 1မှာပေါ့နော်။အင်္ဂလိပ်အတန်ထွက်လေးတွေကောင်းကိုတင်ခဲ့တဲ့ day 1မှာတင်ခဲ့တဲ့ဒီပြီးတန်လေးတွေတစ်ခေါက်လိုက်ပြီးတော့တွေ့လိုက်ရအောင်။ kha tha pha sa fa cha da sha ဘလို့ဘလို့ကပြားလေးနဲ့ပြောခဲ့တယ်ကိုတို့ပြေဆုံးဖို့ 七度下是不？不要开吧嘞，卡卡卡，沙发卡哒下，好比，看下那几招，卡嘎特哒帕吧，三，子发发卡哒哒哒下，咦咦，还有哪几呢？ ဒါလေးကြတော့อืมမင်းဆိုတဲ့တန်လို့ဘယ်တဲ့ဆွာမှာနော်อืมဟို day 1ကိုကြည့်ရလို့ဆိုသိတယ်အဲ့တော့ဒီနေ့ day 2ကိုကြားပြကြည့်ရဆို day 1ကိုသွားကြည့်လိုက်900အတွင်းမှာအင်္ဂလိပ် phonetic ကသဘောတရားကိုနားလည်သွားပြီးတော့အင်္ဂလိပ်အသံထွက်လေးတွေကောင်းအောင်ပြုပြင်သွားနိုင်လိမ့်မယ်နော်อืมဒါနင်းဆိုတဲ့အတန်လေးကိုอืมဒါငင်းဆိုတဲ့အတန်လေးကိုอืมဒါလေးကလာဒီဂျီလေးကကျတော့ယဲเนาะဒါဝဒါဟဒါရလယဝဟရဘယ်လိုတော့မှမမိအောင်ပြောခဲ့လဲဆိုလို့ရှိရင် မင်းနဲ့ငါလေရင်ဝေဟင်ရောက်ဟုတ်ပြီဒီနေ့သင်ပေးမှာတော့တရထတန်လေးဖြစ်တယ်တရထတန်မှာမိုနိုတောင်နဲ့ဒစ်တောင်ဆိုပြီးတော့တတန်နဲ့နှစ်တန်ဆိုပြီးရရှိတယ်ဒီနေ့မှာတတန်ဟာကိုသင်မယ်မနက်ဖြန်ကျရင်နှစ်တန်ကိုသင်မယ်ကျန်တဲ့နှစ်ရက်မှာလေ့ကျင့်ခန်းလုပ်မယ်ဒါဆိုရင် phonetic နဲ့ပတ်သက်ပြီးတော့နားလေဆန်လုံးပေါက်လေးထက်တာဟာဘာလို့ခေါ်လဲဆိုရင် e လို့တန်းထားမယ်နော်အဲအဲ့မှာနားလေရမှာကအင်္ဂလိပ်တောင်ဗမာလိုလိုက်ရေးတာတစ်ချက်တည်းမတူနိုင်ဘူးအနည်းစားဆုံးပဲရေးပြလို့ရမှာဖြစ်ပြီးတော့အတန်ကိုနားထောင်တွဲပြီးတော့ကြည့်ပါနော် e ဒါလေးကိုမြင်တာလေ e လို့သာမှတ်ထားပြီးတော့ဒါလေးမြင်လို့ရှိရင်ဘယ်လိုဖတ်မှန်းဆိုရင် it it အီလီယာကျတော့ဘယ်လိုသတ်ထားလဲဆိုရင် a a ဒါလေးကကျတော့ a အတန်ပြပြလေး a a လေးမှာဝန်စံလုံးပေါက်လေးကျတော့ a a ဒီကောင်လေးမှာကျတော့ o o ဒါလေးကကျတော့ o oh. ဩဒီဟာလေးကကြတော့ဩဩဩဩဒါလေးကကြတော့ဥဥဒါလေးကကြတော့အအတန်တူနော်အဒီမှာရှိသေးတယ်အအအအဒါလေးကကြတော့အဲနဲ့အားနဲ့ရွတ်ထားတဲ့လေးမျိုးအာ အာဒါမှအပြင်းအထန်မထွက်ဘူးဒါအာဒါအပြင်းအထန်ထွက်တယ်ဒါကြတော့အာဆိုတာအတန်မျိုးလေးဒါလေးကကြတော့အဲအဲဟုတ်ပြီနော်ဒါလေးကအဲအဲဆိုတာအတန်မျိုးလေးအဲကဲဟုတ်ပြီအဲ့ဒါဒီအတန်လေးတော့ရေတစ်ခါလောက်ကောင်လိုက်လေးကြည့်အောင် e a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  o o o u အတန်တို့လေးအဲ့ အဲ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 ့လိုဇာလေးနော်ခင်ဗျာဒါဆိုရင် G နဲ့တရနဲ့ပေါင်းကြည့်လိုက်မယ်ဒီမှာ S ကဘာလဲဆိုရင်ဒီမှာမပြည့်စုံဆက်ဒါလေးက E ဆက် E ဆိုတာပြောပြဖြစ်မယ်ဆိုရင် S E E C ဆိုတာပြောပြဖြစ်တယ်ဒါဆက် I ဂျဘူးလေးက it ဒီ T လေးကကျတော့ t ဆက် it sit SIT စကိုပြောတာဖြစ်တယ်နော်အဲ့နောက်ခါကျတော့ဒါဖတ် ဒါပါလဲဆိုရင်အက်ဒီဟာလေးမှတ်မိသေးလားဟင်းဆိုတာလေဖတ်အက်ဆိုတာဖတ်ဖတ်အန်ဖန်ဖန်တော့ပြီးရဖောင်းမပြောဖြစ်တယ်ဒါပေမဲ့ဒီဟာဒီအီးနဲ့ဒီနာမတူနော်ဒါလက်တာအီးဒါသင်္ကေတဆင်ဘယ်အီးနောက်ဒါခန်ဒါလေးကပါလဲအဲဒါလေးကထခအဲဟာခဲနဲ့ပါတော့ခက်ခက်ဒါ CAT ကိုပြောရဖြစ်တယ်နောက်ဒါခန် A ဝစံနှုန်းပေါက်ကအာခအားဆိုတော့ခါဒီဟာလေးကိုမြင်ခါလို့လည်းထပ်မယ်ဒါလေးကဒန်နော်ဒီဟာလေးက ox the ox dog ဂျီလေးကဟိုနေ့ကပြောထားပြီးသားအဲ g the og dog dog အဲ့လားလေး phonetic နားမလဲ dog ပဲအလွယ်လုံးပြောမယ်တကယ်တကယ်အတန်ထွက်မှာဆိုရင် g အဲ့လေးပါရဆိုငားလေသွားတာပေါ့နော် dog အဲ့ကြောင့်အတန်ထွက်ကလေးပိုကောင်းလာအောင် phonetic သင်ဖို့အရေးကြီးတယ်နော်ဒါလေ့ကျင့်ခန်းအတူလေးပဲရှိသေးတယ် dog ် DOG တော့ပြောဖြစ်တယ်။နောက်ဒါ the ဒီရေးချောက်ဆောင်ပေါက်လေးက all the all door ဒီမှာအာတန်လေးကရဆိုတဲ့အတန်လေးကနောက်ဆုံးမှထည့်လေရတယ်မထည့်လေရဆိုတဲ့ပုံမျိုးပေါ့နော်။ American နဲ့ England နဲ့ပတ်သက်ပြီးတော့ကွဲပြားတဲ့အကွဲပြားမျိုးလည်းဖြစ်နိုင်တယ်။အဲ့တော့ door 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 အာ door door လို့ပြောဖြစ်တယ်။ဒါဘတ်ဒါ ook ဘတ် ook ဒါခဘတ် ook book 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 စာအုပ်ကိုပြောတာဖြစ်တယ်ဒါဘန်ဒါလေးကလန်ဘန်နဲ့လန်နဲ့ပေါင်းတော့ဘလန်ဘလန်ဘလန်မမဥလေးထပ်မယ်ဘလန်ဥဘလူးဘလူးအပြောင်လေးပြောဖြစ်တယ်ဒါလေးကခတ်ဒါအတန်တိုလေးအဒါဖတ်ကပ်ကပ်နော်ခတ်အဲ့လိုပဲမဟုတ်ဘူးခတ်မှာအဲ့လိုတမ်းလေးပါရကပ်စီးဖိကပ်ပြောဖြစ်တယ်ဒါဘတ်ဒါလေးကဘာလဲဆိုရင်အဲ ထက်ကနားလို့အော်ရတယ်မျိုးလေအပြင်ကအထုတ်မဟုတ်ဘူးအဲဒါ dead ဆိုတော့ bird bird နောက်ကိုပြောတာဖြစ်တယ်အဲ့တော့ bird bat လို့ bat လို့ဆိုလိုက်မယ်စာအတန်ထွက်အမှန်ဆိုရင် bird အထက်ကဆိုတာအမှန်တော့ bat မဟုတ်ဘူး bird bird ပြီးတော့ဒီသင်္ကေတနဲ့ရေးထားတဲ့အလုံးဖြစ်တဲ့အတွက်အဲ့လိုဆိုရမယ်လို့နားလည်ရမယ်အဲ့ဆိုရင်ကို့အတန်လေးကဟိုအိယာတို့နောက်လင်းတို့လို့ဆိုရအတန်လေးကကွဲပြားသွားမယ်ဒါကြီးအကုန်လုံးက bat တွေပဲလေဒီကောင်ကကျတော့ bat လို့တမ်းထပ်ဘူး bird bird နော်ဒါလေးကကျတော့အဲဒါကြောင့်မနက်ဖြန်မှတင်မယ်နှလုံးတွဲလေးနော် အောက်လိုတန်းထွက်တယ် about about ဒီမှာထွက်တဲ့တန်းလေးက a about ဆိုတဲ့တန်းထွက်တယ်ကဲထားလာလဲဆို e a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  o o o u a a a ကဲအဲ့တော့ဒီနေ့ ਨੇ vowel တွေလည်းရသွားပြီဆိုတော့မနက်ဖြန်ကျရင်နှလုံးသွေးတွေဆက်ပြီးတော့တင်မယ်ဆက်ပြီးတော့ကြိုးစားလိုက်ပါဦး